ုံးမဲမင်္ဂလာပါရှင်မြန်မာဝိုင်ဒီချန်နယ်ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူမောင်မိုင်းညွတ်၆ဦးရေးသားထားတဲ့တောင်ရဆောက်နာနာဘာဝဆိုတဲ့ပရလောကဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသစ်တွေနိုင်သိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီကိုနိုင်မှာကားပေါ်ဒီအိမ်စင်ထားတဲ့ထွေလာကြီးလေးတစ်စီးရှိရဲ့အဲ့ဒီထွေလာကြီးလေးနဲ့စဘာတိုက်တဲတိုက်အုပ်တဲ့ ဇွဲတယ်လောက်ရတယ်။တနေ့မှသူ့ရဲ့ထွေးလာကြီးကိုအင်ဂျင်အစ်စ်လဲလိုက်တယ်။အင်ဂျင်လဲပြီးကစားအလုပ်လည်းမရှိရနဲ့တောင်ပေါ်တက်ပြီးဝါခုတ်ဖို့ကိုနိုင်စီစဉ်နေ။ထွေးလာကြီးကျွန်းကျွန်းကျင်ကျင်တန်းမောက်တက်တော့အရေးကြောက်ရှိရင်အားကိုရတဲ့ကိုစော်နဲ့မောင်မောင်မြင့်ကိုခေါ်ပြီးပကူးရုံးမပေါ်တက်ခဲကြတယ်။လဲစကန်းရောက်တော့ထွေးလာကြီးကိုအပ်တယ်။ပြီးရနဲ့ဝါခုတ်ဖို့တောတူးကြတယ်။တောတူးတဲ့သားပြောရတာခိုးလုံးကစိတ်ကြီးမြကြီးရိတ်ကြီးတောတောင်ပကူးရုံးမအခုတော့ကရုံးရုံးမဖြစ်နေပြီ။ ။တကြီးဝါကြီးဆိုတာရှားပါးပစ္စည်းဖြစ်သွားပြီ။ခဲရခဲစိဝေဝေးလက်လံသွားပြီးရှာနိုင်မှရတော့တယ်။ဒါမဲ့ကိုနိုင်တို့ဖွဲ့ကန့်ကောင်းသွားတယ်။လက်စကန်းနဲ့တောင်နှလုံးအကျော်စမ်းမြောင်းနေမှာစက်သားဝါယုံကြီးတွေတွေ့တယ်။စမ်းမြောင်းရဲ့အထက်စင်ကြီးရှော့တစ်လျှောက်မှာဖြုတ်ဖျုတ်တခွာစားတဲ့ဟင်းသီးဟင်းရွက်တွေနဲ့တီမွေးငှက်ပြောတွေစိုက်ထားတယ်။စင်ကြီးရှော့ရဲ့အထက်တောင်ပေါ်မှာခြေတန်းရှိတောင်ဝါတဲလေးတစ်လုံးရှိရယ်။ကိုနိုင်တို့ဖွဲ့တောင်ဝါတဲပေါ်တက်ကြည့်ရယ်။ဘာမှမတွေ့ရ။တဲခုံပဲရှိရယ်။ လူမနေရကြပြီကွကိုနာရတဲကိုကြည့်ပြီးပြောလိုက်တယ်အမိုးအကာအခင်အားလုံးပျက်စီးယူရင်းနေတယ်တောင်ရထဲမှာခနာတစ်ဖြုတ်နားပြရနဲ့အောက်ဘက်စမ်းမြောင်နေစင်မီဝါခုတ်ကြတယ်ဝါကြီးတွေကလည်းလုံပန်းနှစ်ထွာလောက်ရှိရဲ့ဝါကြီးရဲ့ပက်လယ်မှာ အပွေးတွေနဲ့တရရဲ့ဝါကောက်ဝါသက်နေပြီပဲတုံးရောက်ခုတ်လိုက်တာကားတစီးတိုက်ခဏပဲကျွဲဆိုင်နေကငါးစုတေဆွဲပြီးလှဲစကန်ပို့ကြကားပေါ်တင်ကြတယ်သူတို့ဘွယ်ဝါတွေကားပေါ်တင်နေတာကို ဦးတင်အောင်ကလာကြည့်ရင်ဟာဝါကြီးရီကကောင်းလာတန့်လာပြီလားဘယ်နေရာနေရတာလဲဦးတင်အောင်ကမေလန်ကူးရွာဒါပေမဲ့လှဲစခန်းမှာပဲအမြဲနေတယ်တောင်ပေါ်မီးသွေးပိုတွေစီကမီးသွေးအိတ်တွေဝယ်ပြီးမြို့အားလာတဲ့ကုန်သေးကိုတဆင့်ပြန်ရောက်နေပြီးတော့တောင်ပေါ်အားပစ္စည်းတွေမြို့ကိုတဲချင်းနဲ့အငှားထန်းနေပြောရရင်တောင်ပေါ်ရောတောင်အောက်ရောလောက်ကင်စားတဲ့သူနန်းနန်းဆက်ဆက်တည့်ရဲ့သူဦးတင်အောင်ရဲ့အမီကိုကိုနိုင်ရပြန်ပြည့်ရဲ့ တောင်နှလုံးအကျော်မှာရှိရဲ့ဆမ်းမြောင်တဲရလေးဦးလေးရဲ့ဒေါက်တာကားတစီတိုင်းလောက်ကြံ့သေးရဲ့ဟေးခြေရန်ရှိတောင်ဟာဒဲလေးရဲ့အောက်ဘက်ကဆမ်းမြောင်လားဦးတင်ရောင်ကအလန့်တကြားမျက်လုံးပြူးမျက်စံပြူးနေမိပါတယ်ဘာဖြစ်လို့တော့မင်းတို့တွေဝါးရီခုံနေရောဘာမှမဖြစ်ကြဘူးလားကျုပ်တို့တော့ရောက်တော့ဘာမှမဖြစ်ဘူးဗျပြောပါဦးဦးလေးရဲ့အเจ้าကိစ္စရှိလို့လားဟာကိုနာရအเจ้าကိစ္စမှာတေးသေးလေးမဟုတ်ဘူးကွာအကြီးအကြီး အဲ့ဒီဝါရီကပိုင်ရှင်ရှိရဲ့ကွတောင်ဝါထဲမှာသူတို့ရှိရဲ့ဦးလေးရတော့နောက်နေပြန်ပြီတောင်ဝါထဲမှာကျွန်တော်တို့တက်ကြည့်ခဲ့ပါတယ်ဘယ်သူမှမရှိပါဘူးမင်းတို့တဲခက်တဲ့ကောင်တွေပဲဒုက္ခတော့များတော့မယ်အဲ့ဒီတောင်ဝါထဲမှာကရင်ဖာတီးကြီးနဲ့အမိုးကြီးတို့နှစ်ယောက်နေရဲ့ကွမင်းတို့ကဖယ်မြင်ရမှာလဲဖာတီးကြီးတို့ကနာနာဘာဝတွေဥစ္စာဗျာနာနာဘာဝတွေဟုတ်လားဟုတ်တယ်ကွတောင်ဝါထဲမှာနေပြီးရာဆိုင်စားတဲ့ကရင်ဖာတီးကြီးနဲ့အမိုးကြီးတို့နှစ်ယောက်စလုံး လူငယ်ရဲ့နှစ်လောက်ကဆုံးသွားကြတယ်။အမိုးကြီးဆုံးပြီးတလှပဲကြတယ်။ဖာတီကြီးလည်းလိုက်ဆုံးတာပဲ။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးတောင်ရတဲထဲမှာပဲနေနေကြတယ်။ညာကတောင်ရထဲမှာတီးနဲ့နေခုဆွနေတဲ့သူတို့နှစ်ယောက်ကိုတွေ့ကြရတယ်။အေးတဲ့ညာတွေကြတော့ဖာတီကြီးနဲ့အမိုးကမီးဖို့လေးဖို့ပြီးမီးလုံနေကြတာမြင်ကြရတယ်တဲ့။ပြီးတော့သူတို့ရတဲ့နဲ့တီးနဲ့နေစံပြောင်းနေရငါးတွေကိုဘယ်သူမှခုတ်လို့မရဘူး။ချောက်လွတ်လို့ထွက်ပြေးရတဲ့သူတွေကြီးပဲ။တချို့ဆိုတေးတော်တေးရတဲ့ မင်းတို့ကြားမှာဘာမှမဖြစ်တာငါတော့အံဩလို့မစိုးကျွန်တော်တို့ကတော့မသိလို့ခုံမိသွားပါပြီဗျာဘလို့လုံးရကောင်းမလဲငါစိတ်တင်တော့မင်းတို့မျိုးကိုပြန်အတက်လမ်းမှာတခုခုလောက်တော့မယ်တင်တယ်အဲ့လိုမဖြစ်ရအောင်အရင်သွားပြီးတောင်းပန်ထားကြပြီးတော့မှနောက်တစ်ခေါက်လာပြီးကြွေးမွေးလိုက်တောင်းပန်ရင်ကြည်အေးရမှာပေါ့ကိုနိုင်တို့သဘောစလုံးတောင်ရတဲ့ကိုပြန်သွားကြတယ်တောင်ရတဲ့ရှေ့မှာထိုင်ပြီးတောင်းပန်ကြတော့ကြတယ်အိမ်နောက်မှာတော့ထွေလာကြီးကိုတတိကြီးကြီးထားကမောင်းခဲ့ကြတော့တယ် ကံကောင်းထောင်းမစွာပဲအေယိုချောချောမောမောပြန်ရောက်ကြတယ်။ကိုနိုင်ရနောက်တနေ့မှတက်ကြွနားလေရဲ့သူကိုလှုပ်ပြီးထမင်းအရက်ကျက်ဖို့ကျမရီနဲ့တောင်းမှန်ကျွေးမွေးလိုက်တယ်။လက်စကန်းနဲ့တောင်းနှလုံးအကွာစမ်းမြောင်ချက်ကတောင်းလာတဲ့ရအင်မတန်နာမည်ကြီးရဲ့နေရပါ။တကားတရံနေလေနေခင်းမှာတော့ကရင်ဖာတီကြီးကိုဇနီးမောင်နှံကိုတွေ့ရတယ်လို့ပြောကြပါဗါ။တောင်ရသီးနဲ့လာခိုးတဲ့သူတွေကိုလူရောက်ပြလိုက်ပျောက်သွားလိုက်အတန်ပေးလိုက်နဲ့ခြောက်လို့လို့ဘသူမှမသွားရတဲ့နေရပါ။ တကယ်အထီးကရနေရာကြီးကိုမှကိုနိုင်နှုတ်ဖွဲ့ရဝါးရီခုံမိလိုက်တယ်။ဒါမှမဲ့ကံအားလျော်စွာကိုနိုင်နှုတ်သုံးယောက်စလုံးဘလို့ဘေးအနေရဲ့ဆိုမှမကြောက်ခဲ့ကြပါဘူး။ကိုနိုင်ရတော့နာနာဘဝဖြစ်နေရှာတဲ့တောင်ယာဆောက်ဖာတီကြီးတို့အချိန်မီတောင်းမှကျွေးမွေးလိုက်လို့သာဒုက္ခမရောက်ရတဲ့ကြောင်းစာရေးသူကိုစက်သိတစ်ပြန်ပြန်ထားရင်ပြောပြခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူမောင်မိုင်းညို့ချောင်းဦးရေးသားထားတဲ့တောင်ယာဆောက်နာနာဘဝဆိုတဲ့ဇာတ်လမ်းကြီးရော ဒီမှနေမဲ့ပြီးဆုံးပါပြီ။ဇလန်လေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။